ခဏတော့လည်းပြောသွားတယ်မကြခင်မှာပြတော့မယ်အတိုင်အောင်ထူးကြဆုံးအတော့စလုံးပါထားတာဆိုတော့ပြောင်းချင်းစရာအရင်ဦးဆုံးပြိသက်တွေကိုလေကိုပေါဝင်ထားတဲ့ဇက်ကောင်လေးနဲ့မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့အာကျွန်တော်ကတော့ဒီမှာအာမင်းရဲ့တခင်ဆိုတော့ဇက်ရုပ်ပေါ့အာကျွန်တော်ရဲ့ဇက်ကောင်ကတော့တေးဥဆောင်မယ်အနီမိုးနဲ့တားမိတွေအာအနီမိုးကတကယ်အကယ်ရီများရှင်မင်းမီပေါ့နော်ငငယ်တွေကကျွန်တော်အရန်ကိုလေ့ကျင့်ပေးထားတယ်အာသူဖြစ်စေခြင်းတဲ့အတိုင်းကျွန်တော်စူးစမ်းရတာဟုတ်ကဲ့အဲ့လို character အနေနဲ့တည်းပေါ့မောင်လေးရော အော်ကျွန်တော်ကတော့ဇက်ကောင်ကတော့အများကြီးပြောလို့မရအများကြီးပြောလို့မရဟုတ်ပါဘူး။ဘောင်းလေးမမတော့ချိုးဝထားအောင်ဒီရတရောင်ကျူးညွန်စုရဲ့အရေးကြီးဆုံးမြို့ကွက်တစ်ခုကဇက်ကောင်ဖြစ်နေတဲ့အတွက်ကျွန်တော်ပြောလိုက် spoil လို့ပြောဖြစ်တယ်။ Okay okay အဲ့ဒါမမေးတော့ပါဘူး။အဲ့ဒါမမေးတော့ပါဘူး။ခန်းသားပြထားမှရှိတာ။ခန်းသားပြပေါ်မှာကြည့်မယ်နော်။ဟုတ်တယ်။အော်ဘလဲကတော့ဒီကားထဲမှာတော့ဒါမြာယွန်းဆိုတဲ့ character လေးပေါ့နော်။အဲ तू ကတော့ဒါငယ်တည်းကဒါအမေ ဲ့ကိုရင်းနေတာဆိုတော့အဲ့လိုမိဘမြတ်တာငတ်နေတဲ့ကောင်မလေးတူပေါ့ပြီးတော့သူ့အမေကိုသူကအရင်ချက်တာအမေကိုလိုက်ရှာအမေရှိမှန်တည်တယ်ပေါ့နော်ဆိုတော့ဟိုလိုက်ရှာတယ်အဲ့ဒါကနေစူးစမ်းတယ်တယောက်တည်းရဲ့တည်တယ်ဆိုတော့အဲ့လိုလူငယ်ဒါရိုက်တာပေါ့အမေသမီးတသက်စာလူငယ်ဒါရိုက်တာတူပေါ့သူ့ရဲ့ career တော့ဟုတ်ကဲ့အဲ့ဒါနဲ့အမေကိုရှာရင်းနဲ့ဘယ်လိုဖြစ်မလဲပေါ့နော်အာမောင်းဆက်ကြည့်လိုက်တော့ပေါ့ဒါပဲဟုတ်ကဲ့ဟုတ်ပြီ အဲ့ဆိုဒီအတိုင်အောင်ထူးညွန်ဆူဆိုတဲ့ဒီဇာကားနဲ့ပတ်သက်ပြီးတော့ဗောနော်ပရိသတ်တွေကဒီဇာကားကိုဘာကြောင့်ကြည့်တင်တယ်လို့ထင်လဲဟုတ်အဲ့လေးသိချင်အဓိကကျွန်တော်ဇလန်ကလည်းကျွန်တော်ရေးတဲ့ဇလန်ပဲဖြစ်တော့လေဟုတ်ကဲ့ဇညောကလည်းကျွန်တော်နဲ့ကိုပိုင်စုတူမောင်နဲ့နေထားတယ်အဲ့တော့ဘာကြောင့်ကြည့်တင်တာဆိုဇလန်ကအာပုံမှန်တခြား ဒီရုပ်ရှင်အကြောင်းကိုရိုက်တဲ့ဟာမျိုးလေးကနည်းနည်းရှားရတယ်ဟုတ်ကဲ့ရှားတာဟိုမှာဒီမှာအကြာလို psychological တွေရောတကယ်လစားချီတာတွေရောကျွန်တော်အများကြီးပြောလို့ရှိရင်ဇလန်မျိုးစားအများကြီးပြောလို့ရှိရင်ဇက်လဲပေါ်မှာဆိုပါဆိုပါမှာလဲဆိုရဲဟုတ်တယ်ကျွန်တော်ကအနီမိုးနဲ့ငငယ်တွေကရုပ်ရှင်အတူရိုက်ချင်ခဲ့တာအဲတော့အနီမိုးနဲ့ဒီလိုမျိုးလေးရိုက်ခွင့်ရကျွန်တော်အိမ်မက်တစ်ခုပါပဲဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲတော့အာဝင်းနဲ့ ပြန်ဆောင်တဲ့ချိန်မှာအဲ့ဒါ rise ရလဲကြာပညာရေးအများကြီးရမှာပဲလို့နော်တယောက်ချင်းစီအမှတ်တရလေးကိုအနေနဲ့ဒီလိုရိုက်ခွင့်ရတဲ့ချိန်မှာတယောက်ချင်းစီမှာလည်းအဲ့ dream တစ်ခုဖြစ်နေမှာပဲအဲ့တော့ပညာကဘယ်လိုရခဲ့လဲပြောပါပြောပါအောင်တယောက်ချင်းစီကဟိုအဓိကဒီဘုတ်စီကဟိုပြောရမယ်ပညာဘယ်လိုလဲအများကြီးသိပါရပေါ့နော်အဲအဓိက တီမိုကပြီးတော့ပြန်တင်သေးတယ်ပြန်တင်တယ်အဲ့လိုအမြဲရကွင်းပေါ်မှာဟိုသမီးဒါလူနေရယ်ဗာလေးလူနေရယ်ဆိုပြီးတော့အမြဲပြောပြရယ်ပြီးတော့အဲ့လိုမျိုးလုံးအကြည့်လေးလေးဆိုလို့ရှိရင်တီချာတင်ပေးရယ်ဆိုတော့လေအဲ့ဒါတွေကကိုယ်တိုင်အနီးကပ်ပေါ်တော့အဲ့လိုမျိုးဟို training လိုမျိုးလေးရိုက်ကွင်းပေါ်မှာဒါဟိုရိုက်နေနေတခါရဲ့ဟိုတင်တင်ရတယ်ဆိုရယ်ဖီလီမူးလေးနဲ့ဆိုတော့တကယ်ဟိုတန်ဖိုးဘယ်လိုပြောဖြတ်လို့မရဘူးပေါ့เนาะဆိုပြီးမူးစီရရတဲ့ပညာတွေက ဆိုတော့အမှတ်တရရအဓိကတော့အဲ့ဒီမှာဒီမိုးနဲ့စင်းတစ်ခုမှာဆိုအဲ့လိုလဲအဲ့လိုမျက်လုံးနေနေမှာဒီဘွားနေပြီးတော့အဲ့လိုစိတ်ထဲကနေတမီတောက်ခောက်လိုက်ပေါ့အဲ့အဲ့လိုဆိုလို့ရှိရင်တခါလေမျက်လုံးအရာဝင့်ပြီးတော့တတ်အဲ့လိုပိုင်းပါဝါတတ်သွားတယ်ဆိုတဲ့ဟာမျိုးစားဒါမျိုးဒါရီကဘလဲကိုကကိုဆိုမသိဘူးဒီမိုးကတင်ပြီးတော့မှဩဟုတ်ပါလားတကယ်လုံးကြည့်လိုက်တော့လေတကယ်တိတာပဲပေါ့နော်အဲ့ဆိုတော့ဒါရီကဒါကလုံးဝအမှတ်တရပါပဲဒီမိုးစီကလုံးဝဟိုတကယ်ဟိုတန်မိုးရှိရဲ့ဟို ညာလေးတစ်ခုရလိုက်တာပေါ့ဟုတ်ကဲ့မောင်လေးရောမှတ်ရနေလဲဆိုရင်ဘာတွေသိနေရလဲမှတ်ရနေလဲဆိုပေါ့နော်အမားတို့ရောဒီကြည့်နေတဲ့သူတွေရော sharing လုပ်ချင်တာတီမို့ဆိုရင်ဒါ academy များရှင်မင်းမီဗျာဟုတ်တယ်ဟိုကျွန်တော်တို့အနီးကတွေ့ကြုံရတဲ့ရိုက်ကူရတဲ့ချိန်မှာကျွန်တော်လေးလာစရာအများကြီးတွေအမှတစ်ခုပြောရမှာဆိုတော့အရာရာကိုအသေးစိတ်အားထုတ်တယ်။ဘယ်လောက်ထိအားထုတ်လဲဆိုတော့ဟိုစင်းတစ်စင်းမှာအဲ ဒီမိုးကအဲ့လိုဆဲလေးတောက်ပြီးဝိုင်းတောက်ရင်းနဲ့အိပ်ပျော်သွားတယ်ဆင်ပါเนาะအဲသူအတွေ့တွေ့ရင်အိပ်ပျော်သွားတယ်ဆင်ပါတောက်မဲ့အဲဆဲလေးကတောက်ထားတဲ့အများကြီးတောက်ထားတဲ့ရိုက်ကူရိုက်ရိုက်ကွင်းရဟန်းဖြစ်တဲ့တော့သူကိုယ်တိုင်ဆဲလေးကိုအများကြီးကြတော့ကိုယ်တိုင်ထိုင်မတောက်ဘူးလေရိုက်ဖို့အတွက်ဆဲလေးကိုချိုးတယ်ချိုးပြီးတော့နှခမ်းနေရာပေးလိုက်တယ်ကိုကိုတောက်တဲ့ဆဲလေးပြန်နှခမ်းနေရာပေးတယ်ပြီးတော့မိကြီးချစ်ပြီးတော့တဝက်တဝက်ကျော်လောက်မှာနှစ်ဆိုင်လောက်ဆိုင်ပြီးရချွေးလိုက် အဲ့လောက်ထိဒီကဲသူ့ character ကိုလောက်ရမဲ့ setting အစားသူတည်တည်ချာချာလောက်တာအဲ့တော့အကယ်မီမြောင်များစွာရတာတဲ့မင်းသမီးကြီးတယောက်ကတော့ဒီလောက်ကြိုးစားနေကျွန်တော်တို့အစ်စ်တွေကအများကြီးမှအများကြီးကြိုးစားရမယ်ဆိုတော့အတီတခုရခဲ့တာတော့အခုချိန်ကြီးကျွန်တော်မှတ်ထားပါတယ်ကွာတို့ details ဖြစ်တာပြိသက်တွေကသတိပြုမိခြင်းမှလည်းပြုမိမယ်ဒါပေမဲ့အဲ့ပေါ်မှာအရင်အာယုံဆိုင်ပြီးတော့เนาะအသေးစိတ်ဖန်နေတာဆိုတော့ဟုတ်ကဲ့ဟုတ်ဒီပြီးတော့ဒီ ်ဒီပြပဲဆက်ဖြည့်ပြောမယ်ဆိုရင်ကျွန်တော်တော်တော်များများရိုက်ကူးတဲ့အချိန်မှာကျွန်တော်မရိုက်ခင်မှာအားဆိုင်ထုတ်ကြရတယ်ရိုက်တဲ့အချိန်မှာအားဆိုင်ထုတ်ကြအဲဒီမှာမဟုတ်နောက်မပြခင်အထိမှာပါအဲဒီနောက်ခံတီလုံးလေးတွေကဘလူးဆိုရင်ကောင်းပါသားလေးသူစူပြတယ်ဖုန်းနဲ့ကနေစူပြအဲ့လိုအဲ့လိုမျိုးလေးတီလုံးလေးအဲ့လိုလိုချင်တာတားရင်နဲ့ရှားပါအောင်အဲ့မို့လာတဲ့အချိန်မှာအဲ့လိုတီလိုမျိုးလေးတီးကျင်တာအဲ့အဲ့နောက်ပိုင်းကအထီပါအရန်ဟိုစိတ်ဝင်စားအားဆိုင်ထုတ်တာဒီတင်းကိုဒီခါအားဆိုင်ထားတာပေါ့အဲ့အဲ့မို့အကြောင်းနေလဲအဲ့လို ကိုယ်လည်းလေးလာရတဲ့ဇာတ်လမ်းရေးတဲ့အခါမှာအဲလေးလာရတယ်ဒါပေမဲ့ဒီတကယ် dark side အပိုင်းတွေအရမ်းမှမရှိတဲ့ဟာတွေကိုကျွန်တော်ထပ်ဖြည့်ရပေါ့ဒီထက်ကမင်းသမီးကအရန်ကိုအဲရက်ဆက်တယ်သူရဲ့အတအတွက်ဆိုဘယ်ရာမှသူမမြင်ဘူးအလိုမိသားစုသားသမီးကျွန်တော်တို့ဆိုလည်းအတိတက်တာငငယ်လေးအလိုလေမသိမချင်းဟိုတေးလူမျောပါအထီကိုနှိမ့်ဆက်တာလူလိုချင်တဲ့ပုံစံတိုင်းရအောင်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုး character လေးပါဟုတ် တော့လေဟိုဒီလိုမျိုးစိတ်စိတ်နဲ့ပတ်သက်ပြီးတော့ဗောနော်ကိုယ့်ရဲ့အတွင်းစိတ်တွေကအပြိုင်ဆိုင်ဖြစ်နေမှာဗောအဲ့ဒါအဲ့ဟိုအားပြိုင်မှုတွေကိုတွေ့ရမှာဆိုတော့လေအဲပြောမှဆိုရင်ဒီကားကဇင်းတို့ဘယ်လိုပြောမလဲလောင်တဲ့ဘက်ကိုသွားရမလားကြည့်နေပရိသတ်တွေကအဲ့လိုမျိုးလေကြည့်နေနေအဲ့လိုတဖြည်းဖြည်းနဲ့တပိုင်းမျက်စိလောင်တဲ့ပုံစံသွားရမလားပေါ့ပုံစံကအိမ်တော်ကြီးရှုပ်ရှင်ပုံစံမျိုးမဟုတ်တဲ့အတွက်ကြောင့်များကြတဲ့အခါမှာကျွန်တော်ကကြတော့စဉ်းစားလိုက်တယ်အိမ်တော်ကြီးများနေတယ်ကျွန်မအိမ်တော်ကြီးနေရှောင်းလိုက်မယ်ပေါ့ရှောင်းပြီးတော့အနီမိုးနဲ့ကလည်းအရင်ကတည်းက လိုမီတာအခုပေါ့နော်အမင်းနဲ့ဒါနဲ့ပုံစံမျိုးရိုက်ချင်ခဲ့တာရိုက်ချင်ခဲ့တဲ့အချိန်မှာအဲ့ဒါဒီဟာလေးစပြီးစဉ်းစားပြစ်တာပေါ့အဲကျွန်တော်စစဉ်းစားတဲ့ပုံစံကဘယ်လိုလဲဆိုတော့တာမီမြောက်ကအပြင်မှာဆက်ဆံရတဲ့မျိုးဒါပေမဲ့အိမ်ကျရဲ့တမျိုးအဲအဲ့ဒါလေးကစပြီးစဉ်းစားလိုက်တာအဲ့လိုအပြင်မှာဆိုတော့အများရှိမှချစ်တယ်အဲဒါကတင်ပြီးမဲ့ဒါလာပြီးတော့အနီးကလည်းကြာအတေပြောတာကျွန်တော်ခွေးကြီးမှလက်ပေးမတင်ကောက်ကလို့ ဒရမာပေါ့တေချာတော့ဒရမာစဉ်အိမ်ခိုင်ကပရိသတ်တွေလိုက်ပြီးတော့အပြင်လိုက်ခန်းစားရမယ်ပုံစံမျိုးဒရမာလောင်လောင်လေးပေါ့လောင်လေးနော် revenge တွေလည်းပါတယ်အဲ့လိုမျိုးပေါ့တော့ရအောင်အဆုံးစင်းနေရောရှိကြတာရှိမှာပေါ့အဲ့ဒါသူကနောက်ဆုံးတော့ ending မှာဆုံးတာလေအဲ့ဒါပဲအခုနေ့ကတောက်လျှောက်ဆုံးဖြစ်တယ်ဟုတ်နင့်တစီပဲစကားတွေများလိုက်စကားတွေများလိုက်တယ်သူအရင်ကတော့သူ့ရဲ့သူ့ရဲ့ character လုံးဝဖတ်တယ်ဟုတ်တယ် မညာဆုံးလာတယ်။ဒါကြောင့်ညာဆုံးလာတယ်။အဲ့ဒါပလဲနဲ့ကိုလည်းနှစ်ယောက်ကအဆုံစင်းနေရှိသေးတယ်။နှစ်ယောက်အမှတ်တရလေးရောရင်ဖြစ်တယ်ခဏပြောတယ်။တကယ်ရင်ဖြစ်တာလားဇလန်နဲ့ဖြစ်တာလား။ဘလဲရောခွီးနေရ။ဒီမှာတစ်ချိန်လုံးနောက်လိုက်ပြောင်းလိုက်ခွီးလိုက်ပြီ။တကယ်စီးမောမှာရရစီးနေကြလုံးဝအလူရှမ်းဖြစ်နေတိုင်းတယောက်နဲ့တယောက်ခနဲ့နေလိုက်အဲအဲ့လိုမျိုးတွေဆိုတော့လေဘာဖြစ်မတဲ့မတဲ့ဘူးတဲ့ကြာကာမှာအဲ့လိုမတဲ့ကြဘူးတီမူးနဲ့ဆိုလည်းမတဲ့ဘူးတောက်ကြောက်တောက်ကြောက် အမျိုးတအားတိုက်ခဲ့တော့ကျွန်တော်လည်းအမေကိုတိုက်ခဲ့ရမလားအဲ့ဒါကိုရရန်ဆောင်နေရတာပေါ့လေငန်းဆောင်နေကြတာပေါ့မှုတွင်ထားတာ ဘူးဘူးဘယ်လိုရမလဲဒီလိုပါပဲအဓိက chemistry မိနေလို့ရှိရင်တကယ်တမ်း acting လုပ်ရင်ကျတော့ရံပဲဖြည့်ရဖြည့်ရနော်အားနာတမှုလည်းမရှိတော့ဘူးဟိုခု character ပုံမှာပဲစီးပြောပြီးလုပ်သွားတာပေါ့အဓိကဟို chemistry မိနေလို့ပဲအပြင်မှာခင်ပြီးဟာဟာဖြစ်နေကြတာပေါ့ဆိုတော့ဟိုပျော်သွားပါတယ် stress တွေလည်းညာခဲ့တယ်အခုဆိုတော့လောဟာပိန်ကြပါလို့ဟိုကျမတွေတအားထိခိုက်ပုံပေါ်ဖန်တီးထားတဲ့သူဆိုတော့ဟို အဲ့လိုက်ချောင်းစွတ်တာတွေးတွေပါပါအဲ့လောက်ကြီးဖြစ်သွားတာအခုတခါနောက်တာဘယ်မှမမီလို့အဲ့ဒါကြောင့်ဟုတ်အဆုတ်ထိသွားကျွန်တော်အဲ့ဒီအဲ့ဒီမှာကျွန်တော်ခန္ဓာကိုဝိတ်ချခိုင်းတာကျွန်တော်လည်းကျွန်တော်ခန္ဓာကိုပြည့်ပြီးတော့အရန်ချပလိုက်တာချပြည့်ပြီးတဲ့အချိန်မှာကျွန်တော်အဲ့လိုဂျင်ဆော့ပြင်ညာရေချိုးပြင်အင်ဂျင်မဖန်နဲ့အာဖုန်းတွေတော့အဆုတ်အေးတွေပတ်အင်ဂျင်ကခိုင်းမဲ့လို့မရှိဘူး လိုအပ်နေတယ်နော်။ဒီဒါပဲကြာ။လိုအပ်နေရတယ်။လိုအပ်နေတယ်လိုအပ်နေ။အဲ့ဒါလည်းပါဖြစ်လဲဆိုနေမကောင်းနေဖြစ်ပင်မန်းတာအလုပ်ပြတာလည်းပါ။ပင်မန်းပြီးတော့ဖြားဖြားပြီးတော့ဒီမှာကြာလေဂျင်းနစ်တက်စင်းနေ။အအပ်ပြီးအချိန်မှာရေရေကူးကန်တွေကနေထားလဲထားတာအဲ့လိုထွေးလိုက်အချိန်မှာတွေးလေးပါလာ။အဲ့မျိုးငါးချိန်လောက်ဖြစ်တယ်တွေးပါတာလေ။ကြိုက်တဲ့အချိန်မှာလည်းအလိုကနှိမ့်ဆက်ခံရတဲ့စင်းကြီးဆိုအောင့်ထားရတာအဲ့လိုစက်တင်နေရွှေ့နေပြီဆိုကောအောက်မှာခွခွေလေးနေရှူသေးဘူးလေးနဲ့ရှူ ရိုက်တော့မယ်ဆိုမတို့တွေထိုင်ရိုက်နှက်ခံရပြီခွေလေးပြန်တယ်အမေကအင်းအောက်ထပ်မှာရိုက်တာဟုတ်အမေကပေါ်ထဲမှာတားရတဲ့စိတ်မကောင်းလို့လာမကြည့်တော့အမေကအဲ့ဒါကတော်တော်ဝင်သွားပြီတေးချာပါဟုတ်ဆိုဇလန်ဇန်ဇန်ညောလဲကိုပဲစီစဉ်တာပေါ့နော်အဲ့တော့အတားလေးလိုရတာဆိုအဲ့နှစ်ခုမှလေဘလို valence ညီအောင်ချိန်ပြီးတော့လုပ်လဲပေါ့နော်မအားလို့ဆိုအလုပ်တစ်ခုလုပ်တယ်ဆိုရင်နောက်ခုကအဲ့လိုပူးလို့မရအောင်ပူးလိုက်အမအဲ့လိုတိုင်နေပတ်ကော ဟုတ်တခါကျပူရပူကောင်းတာရှိတယ်ဟုတ်လားကောင်းလားဟုတ်ကောင်းတယ်ပူရတာရှိတယ်ဒေါက်တာစမားစကဲလို့ပြောပါဒေါက်တာစကဲပြောပါဘူးဘူးဘူးကောင်းတာရှိရပြီပါဘူးရောက်နေတဲ့တူးဆောင်ဖြစ်တဲ့ကောင်ကပူပြီးတော့ဇက်ကူနားလဲအဲဒါလိုမျိုးပေါ့နော်ကောင်းတယ်ဇညွန်းသမားကလည်းတူးဆောင်ဖြစ်နေတဲ့အချိန်မှာ तू ဒီဒီဇညွန်းရေးတဲ့အချိန်မှာဒီတူးဆောင်ဘလူတူးဆောင်နေမလဲသူကတူးဆောင်ကြည့်လို့ရတယ်အဲ့လိုပဲဟိုတူးဆောင်ကြောင်းနေဇညွန်းတည်တဲ့အခါမှာဒီစင်းရဲ့ ငါဘာလို့ဆူလို့ခြင်းလဲငါဘယ်လောက်ထိဘယ်လိုသွားလို့ရမလဲဒီလမ်းကြောင်းတွေကိုသိအမြေပုံလည်းရှိရကိုလည်းသွားနေတယ်ပေါ့အဲ့လိုတဖို့အော်ပိုပိုနားလေပြီးပိုအံဝင်ခွင့်ကြဖြစ်သွားတာပေါ့အပင်တော့ပင်မန်းတယ်အမှန်တမ်းပြောရင်တချို့ရဆိုပြောကြတယ်မင်းတို့ကနှစ်သီးစားရတယ်ပေါ့နော်အဲ့ဒါနှစ်သီးစားလည်းပြီပဲနှစ်သီးစားလည်းပြီပဲဒါပေမဲ့အဲ့လိုနှစ်သီးစားသုံးသီးတော့မစားသေးပါဘူးအဲ့လိုနှစ်သီးစားကိုကျွန်တော်နှစ်ပင်ဆိုက်ရတယ်ကျွန်တော်ပြသူများတွေဇန်ညွန်ကြီးပြီးအိတ်နေတဲ့အချိန်မှာကျွန်တော်တို့ကတရုတ်ဆောင်တဲ့ ပြင်ဆင်နေရတယ်။ပြုဆောင်ပြပြီးတဲ့အချိန်မှာသူများတွေနားနဲ့တငယ်နဲ့ရှောက်သွားနေဆိုတော့ကျွန်တော်မနားနိုင်ဘူးဇညွန်းတက်နေလို့လောက်ပါတယ်။အဲ့လိုမျိုးတွေပေါ့။အဲဒီမှာကကျွန်တော်တို့ပုံမှန်ဆိုရင် series တွေဆိုလို့ရှိရင်ဇညွန်းနှစ်ယောက်ရေးကြတယ်။ဟုတ်ကဲ့။ဇလန်းတော့ကျွန်တော်ဇလန်းအဲ series ဇညွန်းပိုင်းမှာကျကိုပိုင်စိုးသူမောင်နဲ့ရေးတယ်။ကျွန်တော်တို့အဲ့လိုတစ်ပိုင်း ဟိုတယောက်ကို၃ဘိုင်းလုံးကြီးကြတယ်ကျွန်တော်တစ်နှစ်၃ကြီးတယ်သူက၄၅၆ကြီးတယ်အဲ့လိုအထည့်ကြကြီးဟုတ်ကဲ့ပြီးရင်တကယ် final ကြလို့ရှိရင်တယောက်ကဒိုင်ခံပြီးရှေ့တင်နောက်တွေပြန်စစ်ရတာပေါ့အဲအဲ့ဒီအပိုင်းမှာကျဒီကားမှာကျကျွန်တော်ကဒီပြုဆောင်အပိုင်းမှာကျွန်တော်အရန်ပင်မန်းရတာဖြစ်တဲ့အတွက်ကိုပိုင်းစစ်ပြီးတယ်နောက်တကားကျွန်တော် service တကားရိုက်တယ်အဲ့မှာကျတော့ကျွန်တော်စစ်တာ ကိုရတော်လိုက်တာနော်ဆရာဝန်လည်းလုပ်စေ။ဆညွန်လည်းရေးတယ်မင်းသားလည်းတယ်နော်တော်လိုက်။သုံးသီးစာ။နော်။ဘာလို့ရလဲယူလိုက်တာရှိရဲ့။ဘာသူကသူ့ကာရိုက်တာကိုထိမ့်သိမ့်ရမှာဆိုတော့သူကတိတ်ပါ။ရောလိုက်ပါ။နော်။တောင်ဝင်းကြီးရဲ့ကွယ်ကိုယ့်ရဲ့ကာရိုက်တာတောင်ဝင်းကြီးရဲ့ထားတာ။ဟုတ်တယ်ဟုတ်တယ်။ဟောစရာမပြောရင်။ဘာလို့ရပါလို့တိုင်ရှင်မှာ။ဟော။လက်ကိုမေးတာ။လက်ကိုမေးတာအငိုင်းမိတာရှင်။အဲ့ဒါဒီကိုင်းမှာလေအဲ့လိုနှိမ့်ဆက်တာရပါပါဆိုတော့ တီမို့လူတွေကမုံကြမှာလားမုံမှာပေါ့မုံတော့အင်းတော့မုံရအောင်လည်းမုံအောင်လုပ်ထားတယ်လေဟိုကလည်းအင်းကျွန်တော်ဆိုအရင်ကြတော့ကျွန်တော်အဲ့စင်းတစ်စင်းအမှတ်တရပြန်ပြောရမယ်ဆိုရင်အင်းကျွန်တော်ဟိုအဲ့ဒီခေတ်ကလာမင်းမီးတွေမှာမန်နေဂျာမရှိဘူးမိတ်ကက်ဆရာပဲမန်နေဂျာအနေနဲ့လုပ်တာပေါ့နော်အဲအနီမိုးရဲ့ဒီအကုန်လုံးကိစ္စဝဝကိုတွေ့မန်မိတ်ကက်ကသိတယ်ဟုတ်ကဲ့အဲအဲ့ရမိတ်ကက်ကကျွန်တော်ငငယ်လေးတည်းထိန်းလာတာပေါ့အဲအဲ့သူ့ကိုကျွန်တော်အရန်ချက်တယ်ချက်တော့သူက ဒါမှမှမပြောမစုံနဲ့ပျောက်သွားတာတော့ကနေအဲ့ make up ဆရာလေအပျောက်သွားတဲ့အချိန်မှာကျွန်တော်ကသူ့ပုံလေးကြွကြကျွန်တော် you got တိန်လိုက်တယ်ပေါ့တိန်လိုက်တဲ့အချိန်မှာဇညွန်းထဲမှာကျွန်တော်အဲ့ဒါပဲပါတယ်ကျွန်တော်လည်းအဲ့ဒါပဲကြီးထားတယ်ဒါပေမဲ့တကယ်တရုပ်ဆောင်တဲ့အခါမှာအဲ့ဒီအချိန်မှာကျွန်တော်ဘေးပြူကြည့်လိုက်ချိန်မှာအင်မူရဲ့ဓပုံကြီးကဒီတရက်လောက်ကြီးရှေ့မှာရှိတယ်ဒါဓပုံမြင်ပြီးကြောက်သွားတယ်အော်အဲ့လိုပေါ့လူမပြောနဲ့ဓပုံမြင်တော့ကြောက်သွားဆိုတော့အော်အဲ့လိုပါမောင်တို့ကကြော်ညာတက်နေရမလားဟုတ်အဲ့ဒီအားလေးတချို့ပြောပြပါလား နော် trailer ပြည့်တဲ့ trailer တွေကပုံစံတွေဆိုဘယ်လိုမျိုးဖြစ်နေအမတော်ဆိုအဲ့ character လောက်တော့ပြောပြပါဟုတ်အဲ့ character တော့ပြောလို့ရနော်မောင်လေးနော်ကျွန်တော်ပြောတော့မပါသေး trailer trailer ကိုမြို့ trailer လေးကြီးနေတာပါဆိုလို့ကြီးပဲကြီးနေလိုက်လဲလေကြီးနေရလားမပြောပါဘူးမပြောလို့မရဘူးအဲ့မှာကျွန်တော်ကဘူးကဟိုအမူးနဲ့စိမ်းလေးတွေတော့တက်နေပြီပြောရလို့ကျွန်တော်ဉာဏ်ဖြစ်တဲ့စိမ်းလေးအဓိကကကျွန်တော်ငငယ်တည်းကအဲ့လိုဒေါသနဲ့ ကြည်ပြန်အကြောက်တန်းနဲ့ကြည်ပြန်တယ်သူများဆိုလဲကျွန်တော်အယမ်းယမ်းမူတာဖြူတမဆိုလဲဟိုလူဆွဲထိုးလိုက်ဒီလူဆွဲထိုးလိုက်အဲ့လိုမျိုးဒီသားဆိုလဲဒီသားဆိုလဲအဲ့လိုစောင့်တွန်းပလိုက်အဲ့လိုအဲ့လိုမျိုးတွေစိတ်က nutritive ဆင်မခံကြရတော့ဟုတ်တယ်အဲ့ဒီအပိုင်းတွေရောအခု trailer ထဲမှာတက်နေပြီအာပြီးတော့အဲ့ဒီ animal ကပြုံးပြီးတော့ဆူတာတောက်လျှောက်ဆူတာဆူတယ်မှာ manager ကိုပထိုးလိုက်လို့အော်ဆူဆူပြီးတော့တားရတဲ့မိသားကိုပြပေးရတော့မယ်ဆိုအဲ့လိုပြုံးပြီးပြောလိုက်တဲ့အချိန်မှာအရင်ဟိုလေငထင်ကြောတွေထောင်သွားတယ် အဲ့လိုမျိုးအဲ့ရမျိုးတော့သေးပြီပေါ့ဘင်းခံဘူးရခံရတာအများနဲ့အဲ့လိုရိုက်တာအဲ့လိုပေါ့အပြင်မားအဲ့လိုပဲလားကျွန်တော်မိရမိရတင်းရ character တင်း character အဲ့လိုပဲအမေကအပြင်မားကြအမေကကြတော့ကျွန်တော်စူတော့မစူဘူးအဲ့လိုအဲ့တော့ကျွန်တော်တို့ကမကြုံဘူးကျွန်တော်အမေနဲ့အဖေကသုံးတာ၁၀နှစ်တော့၉နှစ်ရှိပြီတော့ အမေနဲ့ပဲကြီးပြင်းတယ်ဒါပေမဲ့ဇလန်းထဲမှာကျတော့အမေကအကြောက်တရားနဲ့ကြီးပြင်းရတာအပြင်မှာအမေကကျွန်တော်စူတော့မစူဘူးလေးသားမမနဲ့တော့မပြောဘူးအဲ့တော့အဲ့ဒီကျဲဟိုဟာလေးလာရတာပေါ့အဲ့ဒီမျက်လုံးအဲ့လိုအကြောက်တရားနဲ့ကြီးပြင်းတဲ့ကလေးတစ်ယောက်ကျွန်တော်အမှတ်မထင်တွေ့လိုက်ရတာအပြင်မှာလေအဲ့တော့အဲ့ဒီကလေးလေးရဲ့မျက်လုံးနေအဲ့သူ့ရဲ့ response နေအဲ့ဒါတွေကျွန်တော်အလိုလေးလာတာဒီကောင်ကတော့မြို့ပညာမျိုးရိုးရှိနေနော်ကောင်းမယ်နော်ဟုတ်တယ်ဒီကောင်နေအောင်စလုံးအောင်နော်ဟိုရဲဆိုးနော်ဆိုးဆိုးမှလို့နော်အဲ့တော့လေ ဒီကားလေးကိုကြည့်ပြီးတော့ဘာလို့ဆိုတော့ဒီရွှေစက်လန်းလीเนาะစကားရဲ့အကောင်လုံးကကြည့်ရဲ့ပြည့်သက်တွေအတွက်ကို message တစ်ခုမဟုတ်တစ်ခုတော့ရသွားတတ်တဲ့အခါကျတော့ဒီစကားဇလန်းတွဲအနေနဲ့ဆိုရင်ရောပြည့်သက်တွေကိုဘယ်လိုရမျိုးပေးချင်တာလဲအဓိကပေးချင်တဲ့ message ကอืมအဲ့ဒါလေကျွန်တော်ပြောရင်တော့ဇလန်းကပေါ့လဲဆိုသူကတော့ပြောချင်ဝင်ကဲဆိုထူးလေးပြောပလဲလေးပြောအော်ဟုတ်ပါမကောင်းတဲ့အချက်ပေါ့အတ္တရရမကောင်းဘူးနော်သူတယောက်ကလူတိုင်းမှာအတ္တရရှိပေမဲ့အတ္တရရများွားရင်ဟို မကောင်းပေါ့အဲ့လိုမျိုးဆိုတာလေးပဲပြတာပါခေါင်းကရုပ်ရှင်ကောင်းတဲ့မှာရုပ်ရှင်ကောင်းတဲ့မှာပါတယ်လို့ပဲပေါ့နော်အတအရောင်ထူးကျွန်းစုဆိုတော့ထူးကျွန်းစုရဖို့အတွက်အတကြီးအတအတကိုတုံးချပြီးတော့ထူးကျွန်းစရာကိုစူးစမ်းနေတဲ့အဲမင်းမကြီးတယောက်ရဲ့ဇာလံကိုပဲပုံဖော်တာသူရဲ့ဘဝအကြောင်းပေါ့အဲ့ဒါကျူတဲ့သင်္ကန်းစာရရမှာပေါ့အဲဒူးကြတဲ့ဒီကားတကားလောက romance တခုမှမပါဘူးအော်အဲ့လိုမျိုးလားဘူးမပါဘူးဘူးမလို့ဘူးမှမချစ်ဘူး ဘရိုလုံးဝမရိုတာအဲ့လိုပုံမှန်ဆိုရင်မင်းသားနဲ့မင်းသမီး romance a little လေးပါတယ်လေလုံးဝမပါ romance တစ်ခုမှမပါတာအဲ့ဒါကြတဲ့ဒါကဒုစရစပါစစ်တားရောတွေ့ရမှာမဟုတ်ဟုတ်ကဲ့ပါရှင်အဲ့ထွန်းလဲအတွက်ကောအဲ့လို challenging ဖြစ်တဲ့ character တစ်ခုလို့ပြောလို့ရလားဟုတ်တယ်ဘယ်လိုတခါမှအဲ့လိုမျိုး character မျိုးမလုပ်ဘူးဟုတ်ဆိုတော့ဒီထဲမှာじゃအဲ့လိုကိုကပုံမှန်ဘယ်လိုကြာ drama romance ကြီးရိုက်တာတွေဟာတာတွေရိုက်တာပဲများတယ်ဆိုတော့ဒီလိုမျိုးကာမျိုး

အဲ့ဒါလေးတော့ပြောလိုက်ပါတော်တော်ပြင်ဆင်ရတဲ့ character ဖြစ်တယ်ဆိုတာတစ်ခါမှလည်းအဲ့လိုမပြောတစ်ခါမှမပြောမဆောင်ဘူးတဲ့ character မျိုးဟုတ်အဲဒီမှာစဝင်သွားတယ်နော်ကျွန်တော်ဒီနားကိုဘယ်သူတေးဥဆောင်မလဲကောလိပ်စံညွှန်းရေးတဲ့လူတယောက်နေတယ်ဟုတ်ဟုတ်အာတေးဥဆောင်နိုင်တဲ့ဒီမှာဖြစ်မယ်ဟုတ်တယ်ကျွန်တော်ကြွေးတဲ့အခါမှာလေဘာလို့ဆိုအခြေကြီးတဲ့နေရာလေးဖြစ်တော့ကြအာနဲ့စဉ်းစားတဲ့အချိန်မှာကိုထွတ်ထွတ်ရလဲပြောရဲမမရဲမမဆိုကျွန်တော်သိတယ်ဘာသူတေးဥဆောင်နိုင်တာသိရဲဆိုအာအကုန်လုံးတိုင်ပင်ပြီးရဲမမကိုအကန့်လန့်ပြတာ ဟုတ်ကဲ့ပါအဲ့တော့ပြောခွင့်မရတဲ့ character ကိုအားပေးပါမယ်ဆိုတော့အားပေးပါမယ်ပုံမှန်မဟုတ်တာတော့ပုံမှန်မဟုတ်တဲ့ character ပေါ့နော်ပုံမှန်မဟုတ်ဘူးပြောလို့မရဘူးဒါမောင်လေးအတွက်ဒီသေယုတ်ဆောင်တဲ့အခါမှာဒါပထမအောင်ဆုံးဟုတ်ပုံစံမျိုးဖြစ်နေတာပေါ့ဒီဇက်ကောင်ကပထမဆုံးပဲဗျဟုတ်အဲဒါပေါင်းလေး လုတ်ထားတဲ့ဟာမှအရင်ကြည့်လိုက်ပြီးလိုက်မယ်။ကြည့်ပြီးတော့မှဒါမဟုတ်လို့သူ့ဘယ်လိုလုတ်လိုက်လဲဆိုတာပြန်တွေးပဲ။ဟုတ်တယ်။ဟုတ်တယ်လုံမလေးကြာနေနော်။လုံမလုံမပြော။ရှာလုံလား။စားချုံမှလက်မထိုးတာလား။ဟုတ်တယ်။ဟိုသာစမ်းမျိုးစရာတော့ချက်ပါ။မပြောရ။တော့တော့ကျွန်တော်ကဒီတော့ကဒီမှလေးတူလေးမိတူလေးမိမှတော့မှာလေ။အဲ့မောင်လေးမပြောရင်မမနဲ့ဂိမ်းတစ်ပွဲတည်းကြာမမရှုံးအောင်ဆော။မဟုတ်ဂိမ်းတော့နိုင်အောင်ဆော။ဂိမ်းတော့နိုင်အောင်ဆော။

เนาะအဲ့ဒီမှာပြသမယ်ကျွန်တော်အတ္တရထူးချွန်ဆူဆိုတဲ့အဲဒီဇာကားနဲ့ပတ်သက်ပြီးတော့အများကြီးစူးစမ်းထားတဲ့အဲတရုတ်ဆောင်များစွာတဲ့ကနေပြီးတော့ဒီမှာဆက်လန်းဆက်ညွန်နဲ့ပတ်သက်ပြီးတော့လည်းမင်းတော်ဝင်အတရုတ်ဆောင်လည်းမင်းတော်ဝင်နောက်ပြဒါမောင်လေးရဲလွင်ဦးအညီမလေးထွန်ပဲလေးရဲတနာတို့ရဲ့တို့ရဲ့ဒီဇာကားနဲ့ပတ်သက်ပြီးတော့အဲ sharing လုပ်တဲ့ဇာကားနဲ့အချို့ဖြစ်ပါအချို့ပါအချို့ပဲပြီးမပြောပါဘူးအဲ့ပြည့်လုံးမပြောဘူးနည်းနည်းပြောလားအားလုံးမရပါအချို့အချို့ ကဲအဲ့တော့နောက်ထပ်အစီအစဉ်ရအောင်ဆိုရင်ဂိမ်းဆော့ရမယ့်အစီအစဉ်ပဲဖြစ်ပါတယ်မကြခင်ပြပြပပနဲ့ဂိမ်းဆော့ကြပါမယ်ရှင်